ူတင်းကကစားသမားတွေကိုဂရင်မွားကိစ္စတွေပါတင်းချက်ထားတဲ့ဆင်မျိုးနီးအလုံးမမင်္ဂလာပါပလုံးသမားတွေကကိုကာယကိုယ်တာအများဆုံးအသုံးပြုရပြီးတော့အတမွေးဝမ်းကြောင်းပြုနေရတဲ့အတွက်ခန္ဓာကိုယ်ချမ်းခံမှုအလွန်အရေးကြီးပါတယ်ဂျမားကြီးကိုလည်းအထူးအလေးပေးရပြီးတော့အစားအသောက်နေထိုင်အပြုမှုတွေကစလို့အစားဆုံး view ဆိုင်ဖို့လိုအပ်ပါတယ်ဒါမှသာပြိုင်ပွဲတွေအတွက်အများနဲ့ဆင်းရဲဖြစ်နေမှာဖြစ်ပြီးတော့အကောင်းဆုံးဆန်းဆောင်ရည်တွေကိုချပြနိုင်မှာပါပလုံးရဝင်းမှာဆိုရင်လေကွန်းလင်းကွန်းမြင့်အစားအသောက်ရည်ကယူဆိုင်ရပြီးတော့ချမ်းခံမှုပြေဝဖို့လိုအပ်ပါတယ်ဖက်ကြီးငါတို့ဆိုရင်ချမ်းခံမှုပြေဝဖို့ ို့အတွက်ပြင်ဆင်ရမှာဆရာတစုဖြစ်ပြီးတော့လူငယ်တိုင်းဒီဘက်ကလည်းသူ့ကိုပဲစံနမူနာယူလေးရှိပါတယ်။ဒါအပြင်ချက်ခံရေးကောင်းမှုအတွက်ကျင်းသူတထားဇနီးမယားနဲ့ရင်းနှံတူးတဲ့ကိစ္စတွေကိုပါစနစ်တကျလှုပ်ဆောင်မှုလုပ်တယ်လို့ဆိုချင်ပါတယ်။ဒီလိုကိစ္စတွေကကစားသမားတွေရဲ့ပါဆင်နဲ့ရေးဖြစ်တာကြောင့်နီးပြားတွေကလည်းသိဝင်ပါလိမ့်ရှိပါဘူး။ကျွန်တော်သာဟိုဟာမလုံနဲ့ဒီဟာမလုံနဲ့ဆိုပြီးပြောလို့ရပါမယ်။ဒီကိစ္စမှာမလုံနဲ့လို့သွားပြောရင်ကိုပဲစိတ်အကွက်ခံရမှာဖြစ်ပါတယ်။ဒါပေမဲ့ဘလုံးလောကမှာအဲ့ဒီကိစ္စတွေအထိပိတ်ပင်နေတဲ့နီးပြားတွေလည်းရှိရပူပါတယ်။အဲ့ဒီမှာဆင်မြူနီကလည်းတယောက်ပေါင်းမယ် ဖြစ်ပါတယ်။ဒီမိုင်းသင်းရနီးပြဒီဂိုစီမီနီယာဆိုရင်တော့မော်ရယ်ဘောလုံးလောကရဲ့ရွှေထက်ရှားတဲ့တတော်ရှင်နီးပြတူဖြစ်ပါတယ်။မော်ရယ်ဘောလုံးလောကရဲ့အပြောင်မြောင်ဆုံးနီးစနစ်ဖြစ်တဲ့တူတဲဖုတ်ဘောကစားဟန်ကိုကောင်လာနိုင်တဲ့ခံစားအသားပြီးနီးပြမျိုးဖြစ်ပြီးတော့အရေးချင်းကတော့အခြားပဲမဟုတ်ပါဘူး။ဟလဝါနဲ့ဂုံးလေးတို့ကိုကြော်ပြီးတော့ချမ်းမြေစုကိုလည်းယာယူနိုင်ခဲ့တယ်လို့ဥရောပတမ်ပလာမှလည်းဘလူးပွဲကိုအချိန်ကြီးတက်ရောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့တမ်ပလာပြင်မျိုးကံပြိုင်ဘက်ဟလဝါတို့ကြောင့်ချမ်းမြေဖြစ်ခွင့်တော့မရလိုက်ပါဘူး။ဘလွေဖိဖိစီမီနီရဲ့ဆန်းဆောင်ရီကိုဘယ်အသင်းကမှရှော့မတွေ့ရေးပဲနဲ့ဖျက်မြန်းသွင်းထားပိုတဲ့ မ်းဆောင်ရေးကိုပိုင်ဆိုင်ထားပါတယ်။ကစားသမားတွေနဲ့လည်းသဟဇာတာဖြစ်ပြီးတော့ခေါင်းဆောင်ကောင်းတူဦးလို့လည်းပြောလို့ရပါတယ်။ကာရုံးကဆင်ညိုနီကအင်တာဗျူးတစ်ခုမှာသူ့အသင်းကကစားသမားတွေအနေနဲ့တလားကို၄ချိန်ထပ်ပို့ပြီးတော့ရင်းနှီးတူးခွင့်မရှိဘူးဆိုတဲ့အကြောင်းပြောပြခဲ့ပူပါတယ်။ဆင်ညိုနီကဒါဆိုဒီနေ့ကို56ချိန်တာမို့တလားကို၄ချိန်ထပ်ပို့ပြီးထမင်းထိုးနေမယ်ဆိုရင်ကျွန်တော်အသင်းမှာကစားခွင့်မပေးနိုင်ပါဘူးဆိုပြီးတော့ဆင်ညိုနီကပြောကြခဲ့ပါတယ်။တကယ်တော့ဒီကိစ္စတွေဆိုတာရိုင်းမေးလည်းမရလိုက်မေးလည်းမရတဲ့ကိစ္စတွေဖြစ်ပါတယ်။စီကံဖောက်ပြီးရင်းနှီးတူးလားမတူးလားဆိုတာအိမ်ထိလည်းလိုက်ကြည့်လို့မရသလိုမေး င်းလေကန်ကရှင်ကဖြည့်ခြင်းမှာသိနိုင်မဲ့ကိစ္စမျိုးဖြစ်နေပါတယ်။အဲကြောင့်စီမြူနီရဲ့အချိန်ကတော့တိတ်ပြီးထိရောက်မဲ့ပုံတော့ပုံမနေပါဘူး။ဒါပေမဲ့တိတ်ပန်နီးကြလေးလာဆန်းစစ်ချက်တွေအရရေနံတူးခြင်းဟာလေ့ကျင့်ခန်းတစ်ခုဖြစ်တာကြောင့်တက်ခိုင်မှုလေးပုံမှုကောင်းမွန်စေပြီးတော့အကစားဆွမ်းရည်ကူပါတိုးတက်စေနိုင်ကြောင်းဖော်ပြထားပါတယ်။ဘက်ကကြည့်ပြန်ရင်လည်းအေးအေးပြတ်စေနိုင်တာကြောင့်ကစားသမားတွေရဲ့ဆန်းဆောင်ရည်ကိုထိခိုက်နိုင်ပါတယ်။ဇုံနီ GP ရဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။